ဂလစီချစ်သူများကိုဒီတစ်ပတ်မိတ်ဆက်ပေးချင်တာကတော့ဂလစီရဲ့ထောက်ပတ်ထမင်းလေးပါပဲထောက်ပတ်ထမင်းရဲ့ပါဝင်တဲ့တခုချင်းစီတိုင်းမှာတေးသေးချာချာဂျူးဆိုင်ပြီးချက်ပြုတ်ပေးထားတာမဟုတ်တေးချာလေးကြည့်ရှုစေချင်ပါလေစီယာနဲ့နနန်စိကဲထားတဲ့အသားမစလာကိုဂလစီမှာကိုယ်တိုင်ချိန်ပြီးတော့တင်ရင်စာကျသားမှုကျသူမျိုးချင်းစနေမှုနဲ့ကိုယ်တိုင်ယုတ်တိအပွားတော်ကိုချိန်ထားတဲ့ယုတ်တိမှုတို့ကိုထည့်ပြီးတော့တမအောင်နေပါလေ အသားတရုံးရင်းစီတိုင်းကိုပုံစံမပြတ်အောင်စီပေးတာလဲကလစီရဲ့စတိုင်နဲ့တခုပါအရေးပွက်တဲ့ခါမှာအသားတွေကျိုးကျပြတ်မသွားအောင်တော့အလင်းမှာအမြဲတမ်းအပေါက်ပေါက်ထားလို့ရှိပါတယ်ခင်ဗျာတင်ကျင်တဲ့အသားကိုနှက်ထားခြင်းဟာအနည်းဆုံး၂နာရီလောက်ကြာတတ်ပါလိမ့်နေတဲ့စလုံးထဲမှာကျန်ခဲ့တဲ့နှစ်လေးကိုတော့ရှီလေးချင်းပြီးတော့လောင်းထည့်လိုက်ပါတယ်ပြီးရင်ဆီလေးလောင်းထည့်လိုက်ပါတယ်ခင်ဗျာ ကိုယ်တိုင်လက်နဲ့လီးပြီးတော့စနစ်ကြကြော်ထားတဲ့ချက်သွုံကြောအပေါ်ကနေချူပစ်လိုက်ပါတယ်ချက်သားအချိန်30ဆိုရင်ချက်သွုံ10ပိတ်သားလောက်ကြော်ပြီးမှထည့်ရပါတယ်ခင်ဗျပရမဆုံးစူပွက်အောင်တည်ပြီးတော့အပူချိန်ကိုရှော့ချပါတယ်အရည်တွေကိုလည်း15မိနစ်တချင်အပေါ်ကိုစပ်ပေးခြင်းဖြင့်အရသာကိုညံ့အောင်ပြုလုပ်ရပါတယ် ဒီလိုအချိန်ကြီးပြုလုပ်ပြီးချင်းဖြစ်အချိန်၄နိုင်ကျော်လောက်ကြာတဲ့အခါမှာစက်သားဟာနူးဤပြီးတော့အရသာရှိတဲ့စက်သားဟင်းရစီပါလေအရသာရှိတဲ့စက်သားဟင်းတစ်ခွက်ရပြီဆိုရင်တော့ထောပတ်နဲ့ကရဝေးရတစ်ချဘူးကောက်တူကိုစီတက်ထားပါလေတီယိုစီကိုလည်းကြော်ထားပါတယ်မိုလာဥနီကိုလည်းရင်းနှီးဖြုတ်ပြီးရေခဲစိတ်ထားပါတယ်ပဲစိလုံးနဲ့အတူတူပေါ့ဗျာ ကလစီအတိုင်းတာတဲ့ခြုံကွက်ကိုတော့ကော်ဖီကွက်တစ်မျိုးကိုပဲတုံးပါလေသမတ်တဲ့ရင်လေးကိုချုပ်ပြီးတော့တခြားနဲ့စားကိုလည်းပြတာအောင်ထည့်ထားပါလေစင်ကြောင်ဆေးထားတဲ့ရှူဘောပေါ်ဆန်းထိတ်စာကိုတကြဘူးကောက်တုံးကောက်ကရဝေးရွက်အနေငယ်စန်ဒီပြေထဲတိုင်းရေနုစီမှုစဲလုံးထောက်ပါစီတစ်ခွက်ခွဲထည့်ရပါလေတခြားခွက်နဲ့လေးဘုံဘုံသုံးဘုံစားသုံးဘုံဘုံတစ်ဘုံထည့်ရပါလေမိဟိုးတောက်နေတဲ့ပေါင်းစင်ပေါ်မှာ ရှင်းလင်းငွေတွေလှန်လှန်ထွက်လာပြီဆိုရင်တော့အစင်းပြင်ပြထားတဲ့ထမင်းပန်းတွေကိုအစီအီထည့်ရပါမယ်။ချက်နေစဉ်တွင်မှလည်းမြို့ကိုအရှိန်မပြတ်အောင် အမြဲတမ်းထုတ်ပေးနေရပါတယ်။ထမင်းချက်ချင်းစုစုပေါင်းဟာတနအီ15မိနစ်လောက်ကြာတတ်ပါတယ်။ပေါင်းစင်ကထွက်လာတဲ့ထမင်းတွေကိုကော့ဆင်းပြန်နေစီခြင်းနဲ့ဆိုရင်တော့တသားရောက်မှလို့ခါမျိုးနဲ့လုံးဝဝင်လို့မရပါဘူး။အိုးတွေကိုအခုလိုပဲဖောက်ဝါလေးလောင်းထည့်ရပါတယ်။ ထမင်းသားတွေပိုးထဲမှာတပန်းထည့်ပြီးတိုင်း DOC ကျော်ဘုံလာဦးနီစပစ်တီးကြောက်တဲ့ပဲစင်းလုံးလို့အပေါ်ကနေတဖြည်းဖြည်းရောက်ထည့်ပေးရပါလေခေါပထမင်းကောင်းဖို့ဆိုတာကြက်သားဟင်းနဲ့ထောပထမင်းတစ်ခုတွင်ကောင်းတာမျိုးမဟုတ်ပဲဘေးမှာရန်တဲ့အရန်ဟင်းတွေဖြစ်တဲ့ပဇွန်ကြောက်ပါလချောင်းကျော်ရဲ့ကောင်းခြင်းချက်မောင်ရဲ့ဟင်းကျုံရဲ့ကောင်းခြင်းဒါပြင်တိတဲ့ပူကောင်းလို့တံမြည်ဤတမက်ကိုအိမ်မှာလုပ်ပြီးတော့ချက်တော်နေညုတ်တီးနဲ့ တမအောင်တို့ပါတယ်တိတဲ့ကောင်းပြီးတရေကြစီဖို့ဆိုရင်တော့ကော်ဖီချင်းကိုစနစ်ကြတံမြာကြီးလေးညှက်ပြီးတော့ကောင်းကောင်းလေးတုပ်ပေးမယ်ဆိုရင်တော့ထောပတ်တမင်ဟာအယံဟင်းနေကြောင်းပူပြီးလိုက်ဖက်လို့နေမယ်ဆိုတာသိကြပါလေအလူမင်္ဂလာဝဲတစ်ခုဟာကြီးကျယ်ခမ်းနားဖို့ဆိုရင်လှပတဲ့အစင်းစားရည်ကြီးနေပဲဆိုရင်တော့မပြေဆုံးလာပါဘူး ခဘတမီလီစားလို့ကောင်းလိုက်တာဆိုတာနဲ့တွက်ဖက်မယ်ဆိုရင်တော့သူတို့သားသူတို့တမီပူပြော်ရမှာပါခင်ဗျာ